ှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားထားတဲ့အပေါ်သွေးအောက်သွေးဆိုတဲ့ဝတ္ထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်အပေါ်သွေးအောက်သွေးဆွေဆွေကလက်ချက်ကိုဖြုတ်ပြီးစပွဲဘူးကလေးပေါ်တင်သည်ဒေါ်နူးနူးဤလက်မောင်းမှာပတ်ထားသောသွေးပြားတိုင်းကိရိယာလက်ပတ်ကိုတပတ်ချင်းခွာရင်ကောင်းပါတယ်ဒေါ်လေးရဲ့ဘာမှမဖြစ်ပါဘူးဘာလဲဒေါ်လေးကသွေးတူးနေတယ်ထင်လို့လားဟုမေးလိုက်သည်ဒေါ်နူးနူးကထင်နေတော့မဟုတ်ပါဘူးလေ အသက်ကလည်းနည်းနည်းရလာပြီမဟုတ်လားပြီးတော့အခုတလောဒေါ်လီနည်းနည်းဝလာသလားလို့ဆွေဆွေကဝေးပောင်ချိန်တိုင်းကရိယာကိုတိမ့်စီနေသဖြင့်ချက်ချင်းစကားမပြန်နိုင်သည်ပြီးမှအသက်၄၀ကျော်ရင်သွေးသားပြောင်းလဲမှုဖြစ်လို့ဝလာတတ်ကြတာပဲဒေါ်လီကတရားလုံးမဝသေးပါဘူးကြည်ကောင်းလုံးပဲရှိပါသေးတယ်။ဘာလဲဦးဦးကဒေါ်လီကိုဝလာရင်သဘောမကျမှစိုးလို့လား။အမလေးနင်းတို့ဦးဦးကိုတော့ဒီဘက်မှာစိတ်ချပြီးသားပါ။ဒါတော့ဖြစ်ရမယ်လေ။ ဒေါ်လေးကအသက်43နှစ်သာဆိုရတယ်။35ထဲကြော်မယ်လို့မထင်ရဘူး။အသားရေကလည်း30အောက်တွေထက်တောင်ဆိုပြင်းနေသည်။ဆွေဆွေသည်ဒေါ်နုနုဤတူမလည်းဖြစ်မိသားစုဆရာဝန်လည်းဖြစ်သည်။ကျမ်းမာရေးကိစ္စရှိရှိမရှိရှိတပတ်တစ်ခါလောက်တော့ရောက်ဖြစ်နေတတ်သည်။ဒီနေ့လည်းစေယုံမသွားရသဖြင့်ဒေါ်နုနုစီလာလေခြင်းဖြစ်သည်။ဒေါ်နုနုကသူ့မှာသွေးလို့ရှိမရှိစမ်းကြည့်ပေးပါအောင်ဆိုသဖြင့်စမ်းသပ်နေခြင်းပင်ဒေါ်လေးနေလို့ထိုင်လို့တော့ကောင်းတယ်မဟုတ်လား။ ဆူဆွေကထမင်းသဖြင့်ဒေါ်နုနုကောင်းငိမ့်ပြသည်ကိုရီလက်တွေထုံပြီးမလုံရှားကျင်တာတို့ချွေးတွေအလွန်ကျွန်းထွက်တာတို့ကောင်းတွေအောင်နေတာတို့မျက်ခုံတွေလေးပြီးအိတ်ချနေတာမျိုးဖြစ်သလားယင်ဒေါ်နုနုကခေါင်းခါပြပြီးဒေါ်လေးညညကြရင်နည်းနည်းလန့်ကျင်တယ်လို့ပဲကွယ်အိုးအရင်ကတည်းကဒေါ်လေးတတိမမကောင်းတာဆူဆွေတို့ငငယ်ကဒေါ်လေးအိမ်လာရင်ညညအိမ်သာထမသွားရဲလို့ဆူဆွေတို့ကိုအမြင်နှိုးရတယ်မဟုတ်လား ပြီးတော့ဒေါ်လေးကသွေးဆုံနေတဲ့အချိန်မှစိတ်နဲ့နဲ့အပြောင်းလဲလဲဖြစ်တာနေမှာပါဒါတဘာဝပဲအရေးမကြီးပါဘူးခုဆွဆွေလဲအပတ်တိုင်းရောက်နေတာပဲဟာမပူပါနဲ့ဘာမှမဖြစ်ဘူးညဘက်လမ်းတလို့ဖြစ်ရင်စိတ်ပတိလေးပါလေးစိတ်ဒါမှမဟုတ်လဲဦးဦးကိုအတင်းဖက်ထားပေါ်ဒေါ်လေးရဲ့ဒေါ်နူနူကရှက်ပြုံးပြုံးလိုက်သည်ဒေါ်နူနူဘဝသည်အေးချမ်းသာရသည်ဟုဆိုရမည်ဖြစ်သည်ချမ်းသာကြွယ်ဝသော မျိုးမျိုးမှဆင်းသက်ပေါက်ဖွာလာခဲ့သည် အချိန်တန်အရွယ်ရောက်လို့လူသားမြောက်လာတော့လေသူတို့လောက်မချမ်းသာတော့သူတို့နှီးပါချမ်းသာတော့ကိုကိုဦးအောင်မြတ်ထွန်းနဲ့လက်ဆက်ခဲ့သည်ကိုကိုနှင့်သူသည်လူကြီးများမစီစဉ်ငင်ကလေးကတဦးနှင့်တဦးတီကျွမ်းခင်မင်ခဲ့ကတယောစဉ်တွေ့တာမိပြီးဖြစ်သည်ထို့ကြောင့်သူတို့၏အိမ်ဆောင်ကြီးကတာယာခဲ့သည်သမီးတယောက်နှင့်သားတယောက်ထွန်းလာသည်အိမ်ဆောင်တဲ့နှစ်ပေါင်း20ကျော်လာသည်ထိပြဒနာတစုံတရာမပေါ်ပေါက်ခဲ့ကိုကိုနှင့်သူတို့သည်ယခုထိတိုင်းတဦးပေါ်တဦးကျင်နာကြဆဲ သူတို့ဒီတခုသောစိတ်ငြိမ်ချမ်းသာရက်ွယ်တွင်ရှိအသင့်အသင့်ကျယ်ဝန်းသော channel တွင်နှစ်ထပ်တိုက်ကလေးတစ်လုံးဖြင့်နေထိုင်သည် channel ကြီးများမှာလည်းသဘောကောင်းသူများသာဖြစ်သည်ပြီးတော့ဒီရက်ွယ်ထဲနေသူများမှာအခြေအနေအဆင့်တန်းချင်းညီကြသူတွေသာဖြစ်သည်ထို့ကြောင့်တယောက်နှစ်တယောက်ကြိုးကျင်လို့မရဂုံတုဂုံပြိုင်လို့ဆရာမလို့လုံလင်လဲတည်ပွဲသာဖြစ်ပေလိမ့်မည်ကုလုံးနိုင်သလောက်တော့သူများတွေလည်းလုံနိုင်ကြတာကို အလုံးကတန်နိုင်ကြသူတွေကြီးဖြစ်သည်ယောက်ျားချင်းပြိုင်လို့လည်းမဖြစ်ချေယောက်ျားတွေအလုံးကယာရုကြီးကြီးရှိသူဖြစ်ခြင်းဖြင့်သို့မဟုတ်လုပ်ငန်းရှင်ကြီးတွေဖြစ်ကြသည်ဒီတော့ပြိုင်ဖို့နေနေတာသာတယောက်ကူညီတယောက်ယူရသည့်ခါမျိုးပင်ရှိသည်ညှိပြီးလုံးချရတာမျိုးရှိသည်သာသမီချင်းပြိုင်လို့လည်းအပူပါပဲအလုံးကျူရှင်ယူကြသည်သူတို့ချင်းစုပြီးနိုင်မြကြီးဆုံးဆရာတွေကိုလာကထောင်ချီပေးကဝိုင်းကျူရှင်လှုပ်ထားနိုင်သည်သာသမီထဲမှာ ဆရာဝန်အင်ဂျင်နီယာမပါလို့လည်းအရေးမကြီးဆယ်ရမ်းအောင်လို့လည်းပြဿနာမရှိတင်မောလိုက်လို့ရသည်ဒီတော့ကဘာတွေများပြိုင်စရာရှိပါတော့သနီးကိုဖြင့်တေးတာတေးလိုက်ရှင်တော့တာပဲကွယ်ခုတယောက်ကပြောရာအချောင်းသီးရေချင်းဖြစ်တော့ကြောင်းအခြားတယောက်ကဘာလဲဖောက်လာပြန်ပြီလားဟု စကားထောက်ပေးသည်သူတို့ကတော့တစုဒေါ်နူးနူးတို့အိမ်မှာဆုံးပြီးစကားပြောနေကြခြင်းဖြစ်၏။အင်းပေါ်ဟိုတလောက အတပ်ပဆရာညံပေးတဲ့ဆေးပြာမုံကို လိမ္မော်ရည်နဲ့ဖြော်တိုက်လိုက်တာနှစ်ပတ်လောက်တော့ချိန်ငိမ်သွားသေးတယ်ခုပြန်ပြီးတော့ဘွေးဖောက်လာပြန်ပြီတောက်ကြစနေဆိုအိမ်ပြန်မအိတ်တော့ဘူးအင်းဒါမျိုးကပြောရခက်သားပဲကိုရောကလည်းဒီလိုပါပဲအင်းကလူကတောင်နည်းနည်းပိုဆိုးမလားပဲဘာလို့ဆိုသူကလူမျိုးပါရန်ရှာကျင်တာကိုအခုတော့ကိုလဲထုံသွားပြီဘယ်တော့ကိုစီစိတ်ပြန်လာမလဲလို့မျှော်လင့်ရင်လှုပ်ပေးထားရတော့တာပဲ။ အကိုကြီးကတော့ဒါမျိုးတွေမရှိပါဘူးဒါပေမဲ့ညာတိုင်းတောက်တောက်လာပြီးကြီးတိုက်တာကခက်တယ်တယောက်ကဝင်ပြောပြန်ရအခြားတယောက်ကလည်းအားကြမခံအမလေးယူရိုကြီးပြဿနာရှိတယ်မှန်နေကိုမဖြစ်ခေါင်းမီးတောင်းနေပြီဟဲအငဲကောင်ဘာဖြစ်ပြန်ပြီလဲဟုတ်တယ်သားငဲကောင်ပဲပေါ့ခုနေ့ကအန်ဆွဲတဲ့ကပတ်စံတထောင်ယူသွားတယ်ဂျင်းလီပါတွေများထိုးနေလို့လားကစားပြစ်တာလို့သုံးပြစ်တာလို့ဆိုအရေးမကြီးပါဘူးဖိုးလိုတက်ပလက်လိုလုံးမှာပဲကြောက်တာ ိုးတော်ကြပါတော့ကွယ်ကြားရတာစိတ်မချမ်းသာကြရင်းကြီးပဲညာရင်တွေ တုံလုံးလို့ပါကလုံးယောဂရှိသည်ဆိုတော့တယောက်ကရင်ဘတ်ကိုလက်ဖြင့်ဖြီးပြီးကလုံးကရင်ပြောလိုက်သည်စပါကလင်လီမွန်ကို တငုံငုံချလိုက်ပြီးမှ ခုတလောကပူတောင်ဆူးလာတယ်လို့ပဲနည်းနည်းလေးမှစိတ်လုံရှားလို့မရဘူးဟုလေးတန်ပြောပြောဖြင့်ပြောသည်ပထမဆုံးစပြောတော့တယောက်ကအေးကွယ် sorry ပဲခုလိုကြုံလုံးစုံလုံးကြမှာကိုဒုက္ခကိုပြောကြရတာကလားတို့တွေထဲမှာနူးနူးကတော့အေးတယ် ဘာပြဿနာမှမရှိဘူးကျဲမကြီးကလည်းဒေါန်းဒေါန်းကြီးလို့နုနုရဲ့တိတ်ကန်ကောင်းတာပဲတစ်ချိန်လုံးဘာမျှဝင်မပြောဘဲငြိမ်နေတော့ဒေါ်နုနုသည်ပြုံးယုံသာပြုံးနေလိုက်ရသည် သူ့မှာကလည်းသူတို့လိုပြောစရာစကားများမရှိပဲသူကကံကောင်းနေတဲ့ဟုတ်ကောဟုတ်ရဲ့လားဟုတ်သည်ကိုကိုဦးအောင်မြတ်ထွန်းသည်လာကထောင်ကျော်စားအရာရှိကြီးတူဖြစ်သည်ငွေတထောင်ဆိုဒီမှာ သူတို့အဖို့တပတ်စာအိမ်သုံးစီပဲရှိသည် သူရတွင်ငွေကားကိစ္စမရှိ သူတို့မှပြည်စုံပြီးသားနောက်ပြီးမိဘတွေလက်ထက်ကလေးကရင်းနှီးမြှုပ်နှံခဲ့သောလုပ်ငန်းတစ်ခုမှအချိုးကျအမျက်ငွေကလည်းရနေသေးသည်ကိုကိုသည် အလုံးစူးစားသူဖြစ်သည်လက်မစားတဲ့ကူညီတဲ့သူကိုရိုးရိုးသားသားကူညီသည် လုပ်ငန်းဝင်တွင်ကိုကိုကို အထက်ကရောအောက်ကပါချစ်ခင်လေးစားကြသည်ကိုကိုဤရှေ့တလန်းကဖြောင်းဖြောင်းဖြူဖြူအရက်မတော့တဲ့လောင်ကစားဝါသနာမပါအသက်40ကျော်ယောက်ျားလိုဖြစ်တတ်သောနဘတူးပြေသနာမျိုးလည်းမရှိ အခုထိဒေါ်နုနုဘောအချစ်မရော့သေးသာသမီတွေကိုတန်ရောစင်ကြီးနေစေသာသမီတွေကြတော့ကိုသမီးကြီးကရန်ကုန်တက္ကသိုလ်မှာဂုံလူတန်းတားငယ်ကစက်မှုတက္ကသိုလ်ကျောင်းသားနှစ်ယောက်စလုံးနေပါသည်မိဘစကားနားထောင်သည်တားငယ်သည်ဆက်လိတ်ပင်မတော့တဲ့ဒေါ်နုနုကအိမ်တောင်မှုကို နိုင်နေသည် သမင်းချက်မိန်းမကြီးတယောက်တောက်လူမရခိုင်းမှုကောင်းမလေးနှစ်ယောက်မာလီတယောက်ဒရိုင်ဘာတယောက်တို့ဖြင့်အိမ်အိမ်ကိစ္စဝဝကို ်ကောင်းစွာစီမံအုပ်ချုပ်နိုင်သည်ကဲဘာများလိုပါသေးသလဲကာနေကြတိုင်းစနေနေ့ညနေဘက်တွင်ဆွေဆွေရောက်ရှိလာသည်ခရီးရောက်မဆိုင်မီတော်လေးတို့များကုတူမစကားကိုအယုံကြည်မရှိဘဲကိုဆွေဆွေကအထူးဟုဆရာဝန်ကြီးမဟုတ်လို့လားဟင်ဟုခနဲ့သည်ပြီးတော့လုံခဲ့သောနှစ်ရက်လောက်ကဆရာကြီးတွေးတူဦးသားမောင်ခန်းထဲကဒေါ်နူးနူးထွက်လာသည်ကို မြင်လိုက်သည်ဟုပြောသည်ဟဲအဲ့ဒါကဒေါ်လေးတငယ်ချင်းတယောက်နဲ့အဖော်လိုက်သွားတာပါ အဖေါ်လိုက်သွားရင်းနဲ့ဒေါ်လေးပါဝင်ပြီးစမ်းသက်ခဲ့တယ်ဆိုပါတော့ဒေါ်နူနူကရဲလေးရဲ့တာနေသည်ဘာမှမဖြစ်ဘူးလို့ဆရာဦးသန်းမောင်က ပြောလိုက်တယ်မဟုတ်လားဒေါ်နူနူကကောင်းငိတ်ပြသည်ဒေါ်လေးစိတ်ထဲမှာမရှင်းသေးရင်လဲဆွေဆွေလို့ဆရာကြီးစီခေါ်သွားပေးမယ်ဟုတ်လားတခုတော့ရှိတယ်ဒေါ်လေးရဲ့ကိုကိုကိုသွေးလိုများရှိနေသလားနှလုံးရောဂါများရှိနေသလားလို့စိတ်ထင်ပြီးဆွဲလန်းနေရင်မကောင်းဘူးအဲ့ဒါဆိုရင်ကာဒီနျူရိုဆစ်လို့ခေါ်တဲ့စိတ်တစားနှလုံးရောဂါတွေဖြစ်သွားနိုင်မယ် စိတ်တစားနှလုံးယောဂါတဲ့ဟုတ်လားဟုတ်တယ်တော်လေဘာယောဂါမှမဖြစ်ဘဲနဲ့မူးတလိုလိုမောတလိုလိုဖြစ်နေတာမျိုးပေါ့ကြာဘူးနာဝရှိတဲ့လူဆိုပို့ဆိုတယ်နှလုံးယောဂါလက္ခဏာတွေကဟိုဆက်ဆက်ဒီဆက်ဆက်တည်ထားသမျှဖြစ်တယ်လို့ထင်လာရော့ဆွေဆွေတို့စီကိုအဲ့ဒီလူနာတွေမကြာခဏရောက်လာတတ်တယ်သူတို့ကနှလုံးယောဂါတကယ်ဖြစ်တဲ့လူထက်ကိုကူးရတာပုခက်တယ်ဘာမှမဖြစ်ဘဲကိုဒီတော့ဘာမှမဖြစ်ပါဘူးကောင်းပါတယ်လို့အပအောင်ရှင်းပြလဲမရဘူး တချို့ဆိုဆင်းရုံတက်ပါထပ်ပရစိန်တို့ဆိုပြောတဲ့လူကရှိသေးတယ်ဒီလိုနဲ့ဟိုဆရာဝန်ကြီးစီသွားပြတိုင်းရင်းစီသမားတော်စီသွားလို့သွားနဲ့ငွေကုန်တာပဲအဖက်တင်ကြတာပေါ့ဘာပဲဖြစ်ဖြစ်လေကြိုတင်ကောက်ွယ်ထားတာတော့ကောင်းတာပေါ့ဒါကတော့ကောင်းပါတယ်တခုရှိတာကသွေးမတူးအောင်အငန်းမစားပဲနေတာတို့ဘာလို့လောက်လုံးဆရာမလို့သေးပါဘူးတကယ်ဖြစ်လာမှသာ short စားတင်တာပါသွေးတူးတယ်ဆိုတာကအငန်းတက်ကြောင်းလို့တစ်ထစ်ချပြောလို့မရဘူး တခြားအချက်လက်တွေကရှိသေးတယ်။တခြားယောဂါတစ်ခုခုဥပမာကြောက်ကရောဂါကြောင့်လည်းသွေးဒုက္ခဖြစ်လာနိုင်တယ်။အဲဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းတရားရှာမတွေ့တာမျိုးလည်းရှိသေးတယ်။အကြောင်းတရားရှာမတွေ့တာဟုတ်လား။ဟုတ်တယ်။ဒေါ်လေးနေနေတော့သိပူစရာမရှိပါဘူး။ဒေါ်လေးရဲ့ကိုလေးချင်းအစားအသောက်အနေထိုင်ကတင်းတင်းမျှတမှုရှိပါတယ်။ပြီးတော့ဒေါ်လေးကအစိမ့်လေးချမ်းသာတယ်မဟုတ်လား။ဒေါ်နူးနူးကပြုံးပြီးတစုံတရာကိုစဉ်းစားနေသည်။ ညာဘက်ရုံမြင့်တန်ကြအစီအစဉ်ပြီးပြီဆိုရင်အိမ်ရှိလာသားဆောင်မှာမိသားစုလုံးဝိုင်းထိုင်ပြီး ထွေရလေးပါစကားပြောတတ်ကြသည်ညာတော်အဖြစ်လုပ်ငန်းဝင်တွေမှာเจ้ามาซีมาไอ้มาฤจုံกะยะตอเยเสียม้อเสียนะเจ้ามะตาဖြစ်ดีสกาပြောရင်ซ้าเสียตะคูคูซ้าจาပြီးกูနှစ်တက်ยาอี้ตะမျိုးမျိုးตောက်တက်จาดีหิงงาโซลินดอนุนุดีติติဖြောอี้ตะคูคูราตောက်နေရှိดีအခုနောက်ပိုင်းမတူပါကို ပြောင်းတောက်နေดี ဦးအောင်မြတ်ထွန်းကဒေါ်နူးနူးကိုစောင်းငယ်ကြည့်ပြီးခုတလောနည်းနည်းဝလာသလိုပဲဟုတ်တယ်ကိုကိုထမင်းလေးပို့ပြီးစားလာနိုင်တယ်မိမိကဝလာပြီမဲ့ပုံမပြတ်သေးပါဘူးဖေဖေရလှတော့မယ်နော်သမီးကြီးကဝင်ပြောသည်တားငယ်ကလည်းဟုတ်တယ်မိမိဟိုတခါသားကိုကြောင်းလာကြတော့မိမိလည်းပါလာတယ်လေမိမိကိုတငယ်ချင်းတွေကမြင်သွားတော့ဘာပြောတယ်မှန်လဲမင်းတို့အမကြီးကတကယ်လှတာပါလားတဲ့မိမိကိုသားရဲ့အမမှတ်လို့တဲ့ရီးကြတယ် မင်းညာကဗီဒီယို350တိုက်ရည်ထားသဖြင့်အေးပြက်ခဲ့ကြသည်နေ့လည်းကလည်းမအိပ်ဖြစ်ခဲ့ကြထို့ကြောင့်စောစောအိမ်ကြီးဟုစိတ်ကူးပြီးကိုကိုနှင့်သားသမီးများကိုနှုတ်ဆက်၍စကားဝိုင်းမှထားလိုက်သည်ခေါင်းထဲမိုက်ခနဲဖြစ်သွား၏ကလထိုင်နောက်မီကိုကင်၍ထိန်းထားလိုက်ရ၏ဘာဘာဖြစ်တာလဲနုဘာဖြစ်တာလဲယကိုကိုကလက်မောင်းကိုလာကင်၏အေးပြက်လို့ထင်ပါရဲ့နည်းနည်းမူးတာပါဘာမှမဖြစ်ပါဘူးအိုးဘယ်ဟုတ်ပါမလဲအဲ့ရပေါ်လှဲနေလိုက် ကိုကိုလိုက်ပုံမယ်တမိကဆွေဆွေစီကိုဖုန်းဆက်ဆန်းတားကကားယူပြီးသွားခေါ်ခဲ့ဆွေဆွေကဒေါ်နူးနူးကိုစမ်းသက်သည်ပြေးပြေးအတိုင်းကြည့်သည်မကျေနပ်သေးသဖြင့်နောက်တစ်ချိန်ထပ်တိုင်းသည်ပြီးတော့ဆွေဆွေမြောက်တာဒီတစ်ပတ်ပဲရှိပါသေးတယ်ဘလို့ဖြစ်သွားတာလဲမိုက်ခနေဖြစ်သွားတာပါကွယ်အရင်ကမဖြစ်ဘူးဘူးတိတ်တော့အေးမကြီးပါဘူးလေနည်းနည်းပါးပါးစိုးရင်ကြာမရှိပါဘူးစီးလေးပါလေးတောင်းလိုက်ရင်ကောင်းသွားမှာပါ ဦးအောင်မြတ်ထွန်းကဘာဖြစ်တာလဲဟုစိုးရင်တကြီးဝင်မိသည်ဆွဆွေကသွေးဖီးရက150 90ဆိုတော့သွေးနည်းနည်းတိုးတယ်လို့ဆိုရမှာပဲသွေးတိုးဟုတ်လားသွေးတိုးဟုဒေါ်နူးနူးကခတ်တိုးတိုးရေရွတ်သည်စိတ်ထဲကတော့ကြိတ်၍ဟင်းချလိုက်၏နောက်တစ်ချိန်သူတို့မိန်းမချင်းဆုံကြလင်ကိုဖြင့်လန့်သွားတာပဲကွယ်ဟုအစကြီးကသူ့အဖို့ပြောစရာစကားတစ်ခုရသွားပြီဖြစ်သည်သူမုံလင်သူများတကာတွေကြားထဲမှာမဝင်ဆန့်သလိုခံစားရသည် ကိုကချမ်းလေးချမ်းသာသည့်ပြင်အရာရှိကတော်ကြီးတယောက်လုံးလုံးနေပြီးသွေးတိုးကလေးမှမရှိဘူးဆိုရင်ရှက်စရာကြီးမဟုတ်လား Cherry Magazine နိုဝင်ဘာလ1984နောက်ဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်